နောက်တစ်ပွဲအနေနဲ့ဘိုင်ယန်မြူနစ်နဲ့ဖလာမင်ဂိုတို့ဖြစ်ပါတယ်။အဲ့ဘိုင်ယန်ပေါ့ကြီးကဝန်ပလက်50ဂိုးပေါင်းတုံးလုံးပလက်80ဖြစ်ပါတယ်။ဆိုတော့သူတို့ရဲ့အုပ်စုတွေကိုပြန်ကြည့်လိုက်အောင်ဘိုင်ယန်မြူနစ်ကဘင်ဖီကာကိုဝမ်စီနဲ့ရှုံတယ်။ဘိုကာဂျူနီယာကို2-1နဲ့နိုင်ရရှိထားတယ်။အော့ကလစီကိုတန်းစီနဲ့နိုင်ရရှိထားတယ်။ဆိုတော့ဖလာမင်ဂိုရဲ့အုပ်စုပွဲစဉ်တွေမှာဆိုလို့ရှိရင်အာလီကလစီကို1-1နဲ့ထိကြရတယ်။ချက်စီကို3-1နဲ့နိုင်ရရှိတယ်။ ပြီးတော့ရင် span တွေကိုဒူးစီးနဲ့အနိုင်ရရှိတယ်ဆိုပေကူကဘိုင်မြူနစ်ကနှစ်ကိုပဲပေးထားတယ်ဖလာမင်ဂိုကလည်းနှစ်ကိုတည်းပေးထားတယ်ဆိုတော့ကိုပေါင်းစီက380ဖြစ်နေပါတယ်ဝမ်ပလတ်50ကိုပေါင်းကြီး380အနေထားမှာကျွန်တော်ကတော့ဒီနေ့ဘိုင်ယန်မြူနစ်နဲ့ကိုပေါင်းကိုကြိုက်ပါတယ်ညီတို့လည်းကြိုက်နေတဲ့တယ်ဆိုလို့ရှိရင် ライフ相談生れ